ဒီရှိအပိနေတဲ့ပိတ်သက်ကြီးတို့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဇွဲရဲရင်ပါ Crypto Project နဲ့ပတ်သက်ပြီးတော့ဒီ review တွေမလုပ်ပေးရကြပါဘူးအခု Binance ကနေပြီးတော့20ခုမြောက် Hodler Error Project အနေနဲ့ တက်လာခဲ့တဲ့ Resolve ဆိုတဲ့ project လေးကြောင့်ကျွန်တော်ဒီ video လေးမှာ review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ video လေးမစခင်မှာကျွန်တော် sharing လုပ်စရာအကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်သုံးလေးကြာပြီတဲ့ TikTok account follower 7သိန်းခွဲလောက်ရှိတဲ့ဒီ Zoya Yin ဆိုတဲ့နာမည်နဲ့ TikTok account မှာ scammer report ကို wipe ထွက်ရတဲ့အတွက်ကြောင့်လို့ကျွန်တော် TikTok account ကအခုပြတ်သွားပါတယ်အဲ့တော့အခုဒီ new notification ဆိုတဲ့ account ကနေပြီးတော့ကျွန်တော် cryptocurrency နဲ့ပတ်သက်တဲ့ finance နဲ့ပတ်သက်တဲ့ဘူးတူတာတွေဆက်လက်ပြီးတော့မျှဝေပြီးသွားမှာဖြစ်ပါတယ် video တိကျအောင်လို့ပေးသက်ကြည့်လို့လည်းအခု TikTok channel အသစ်ဖြစ်တဲ့ new notification တွေကို like follow share လေးလို့တော့ပေးဖို့တောင်းဆိုချင်ပါတယ်ဆင်းနေပြီစကြပါစို့ cryptocurrency နဲ့ပဲမှာ stable coin လို့ပြောလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့နာမည်နဲ့လိုက်အောင်လို့တန်ဖိုးကတည်ငြိမ်မှုရှိပါတယ်။သူက1:1 American dollar ဒေါ်လာကို stable coin တစ် coin နဲ့ရင်းရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ stable coin တွေမှာလည်းသူ့ရဲ့စိတ်ပူစရာအဖြစ်ပြက်တွေရှိခဲ့မှာ။ Terra Luna project ပြိုလဲခဲ့မှုတာ USDC patch ပြတ်သွားခဲ့တာ Tether ဆိုတဲ့ကုမ္ပဏီပေါ်မှာအသုံးပြုသူ user တွေအနေနဲ့တန်တရာဝင်တာစတဲ့ကိစ္စတွေကျွန်တော်တို့များစွာဖြစ်မှုခဲ့ပါတယ်။ ဒီဘက်ကွာရဲ့အုံပြသူယူဇာရဲ့အနေနဲ့လည်းဒီလိုမျိုးသတင်းတွေကြားပြီးွားလို့ရှိရင်ဒုလောဆိုသောဆိုတဲ့ခန်းစားချက်လေးကအနည်းငယ်များတော့ဖြစ်တတ်ကြချင် ။ဒါပေမဲ့အခု stable coin industry ကိုတမျိုးတစ်ပုံပြောင်းလဲလာတော့မယ်နည်းပညာတဲ့တခုပေါ်ပေါက်လာပါပြီ။အဲ့ဒါကတော့ resolve လို့ခေါ်တဲ့ project ကနေပြီးတော့အခုမိတ်ဆက်လာခဲ့တဲ့ technology အစ်စ်ဖြစ်ပါတယ်။ဒီ technology ကိုအသုံးပြုပြီးတော့ stable coin industry ကိုဘလို့ပြောင်းလဲတိုးတက်လာမလဲဆိုတာကျွန်တော်တို့ဒီ video လေးမှာကြည့်လိုက်ကြရအောင်။ဒီနေ့လက်ရှိအသုံးပြုနေတဲ့ stable coin အများစုဟာဘယ်နဲ့မှရှိနေတဲ့ဒေါ်လာတွေအစိုးရရဲ့ fiat currency တွေ rules and regulations ချုပ်နှောင်မှုတွေအပေါ်မှာအများကြီးမိခိုနေရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာအနေငယ်ရှိလာတယ်။ မတ်တစ်ကတော့ဘုံထုတ်ကန်မှုအနေနဲ့ပါ save by ထုတ်တဲ့ကုမ္ပဏီတွေရဲ့ asset တွေကိုကြောထောင်းနောက်ခံပေးတာက American dollar USD နဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်ပါ။နံပါတ်2အချက်ကတော့အပြင်က fiat currency တွေနဲ့ကြောထောင်းနောက်ခံပေးတဲ့အတွက်ကြောင့်မလို့အစိုးရကနေပြီးတော့စီမင်းစီကံထိမ့်သိမ်းကြံပလာတာတွေကျွန်တော်ကြုံရလာနိုင်တယ်။နောက်ဆုံးချက်ကတော့ဒီ stable coin ထုတ်တဲ့ကုမ္ပဏီတွေကသူတို့တွေဘလောက် ဘလုံးမျိုး invest လုပ်ထားတယ် revenue generate လုပ်ထားတယ်ဆိုတော့ကျွန်တော်တို့အလွယ်တကူစစ်ဆေးဖို့အတွက်လက်ရှိချိန်ထိခက်ခဲနေသေးတယ်အစိုးဆုံးအနေနဲ့အကယ်၍သာအမေရိကန်အစိုးရဒီနေ့ဒီအချိန်မှာ data USDT USDC cycle ကုမ္ပဏီတွေရဲ့ bank account တွေကိုပိတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာဆက်လုပ်မယ်အခု review လုပ်ပေးသွားမယ် resource ဆိုတဲ့ project ကတော့အပြင်ရ fiat currency တွေကိုလုံးဝထားခဲ့ပြီးတော့ အခုလက်ရှိ crypto သာ access အနေနဲ့ကြောထောက်တော့ကန်ထားပြီးတော့ထုတ်မယ် stable coin မျိုးစား project တခုဖြစ်လာပေးပါတယ်။ဒါတော့ US လို့ခေါ်ပါတယ်။ Bitcoin, Ethereum ဒီ crypto နှစ်မျိုးပေါ်မှာ access အနေနဲ့ကြောထောက်တော့ကန်ထားပြီးတော့ထုတ်မယ် stable coin မျိုးစားပါ။ Bitcoin, Ethereum, Web3 blockchain ပေါ်မှာတရားရဂိုင်းလုံးကြောထောက်တော့ကန်ထားလိုက်တဲ့အတွက်ကြောင့်မလို့ dollar fiat currency တွေမလိုတော့ပါဘူး။ ban တွေမလိုတော့ပါဘူး။ရှားခံတပ်ပါတီအဖွဲ့အစည်းတွေလည်းမလိုတော့ပါဘူးဒီလိုဆိုရင်သူထုတ်ထားတဲ့စီဘယ်ကွိုင်းတွေကိုအပြင်ကအမေရိကန်ဒေါ်လာ၊ဒေါ်လာနဲ့ ရည်သူမျှတူဖြစ်နေအောင်လို့ဘလို့မတ်တန်ဒီပညာနဲ့လောက်ထားလဲပထမကတော့ USR stable coin တစ် coin ထုတ်တော်မယ်ဆိုလို့ရှိရင် Bitcoin Ethereum ဒီ crypto နှစ်ခုတွေကတစ်ခုမှာဒေါ်လာတန်ဖိုးရှိတဲ့ Bitcoin Ethereum အရင်ဆုံးသွားဝယ်အဲ့ဒါဆိုလို့ရှိရင် USR တစ် coin နဲ့တန်ဖိုးညီမျှဒီ Bitcoin Ethereum ရောအပေါင်ပစ္စည်းအနေနဲ့ဝယ်ထားလိုက်တာပေါ့ဗျာဒီလိုရှင်းပြလိုက်တော့ဟုတ်မလို့လို့လည်းကျွန်တော်တို့စဉ်းစားစရာတစ်ချက်ရှိတယ် ဲ့ဒါဘာလဲဆိုလို့ရှိရင် Bitcoin Ethereum တွေကဈေးနှုန်းမတည်ငြိမ်ပါဘူးဈေးနှုန်းကျတဲ့ခါလဲရှိလို့မျိုးတက်တဲ့ကာလတွေလည်းရှိပါတယ်တက်တဲ့ကာလတော့ကိစ္စဘာမှမဖြစ်ပေမဲ့အခုဈေးနှုန်းကျသွားပြီဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးတွေလည်းလိုက်ကျသွားပြီအဲ့ဒါကြလို့ရှိရင်တို့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြပါလဲကျွန်တော်ပြောပြပါမယ် Resort Project ကနေပြီးတော့မိတ်ဆက်လာတဲ့ concept ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့အကယ်၍သာ Bitcoin နဲ့ Ethereum တို့ဈေးကျသွားပြီဆိုလို့ရှိရင် future မှာတွားပြီးတော့ sell short လုပ်တယ် sell short လုပ်ရနေပြီးတော့ရလာတဲ့အမြတ်ပေါ့အခုဒီ USR မှာပြန်ပြီးတော့ SS အနေနဲ့ပြန်ထည့်ပြီး data neutral strategy လို့ခေါ်ပါတယ်ဒါတွေမကနေဘူးတို့ရှိမှာ RLP token ဆိုတဲ့ညွှတ်လက်နက်တစ်ခုကျန်ပါသေးတယ်ဒီ concept ကဘယ်လိုလုံးလုံးလဲဆိုလို့ရှိရင် RLP token ပိုင်ဆိုင်ထားသူတွေက ဈေးတုံးကျသွားရဲ့ဆိုလို့ရှိရင်တို့အိတ်ကြီးအရင်စိုက်ပြီးတော့ရောပေးရမယ်။ကယ်၍ဈေးတုံးတက်လာရဲ့ဆိုလို့ရှိရင်တို့ကပုံမှန်ရရှိတဲ့အမြတ်တံပို့ပြီးတော့ရမယ်။ဒီလိုနီးနဲ့ကယ်၍ဈေးွက်ထဲမှာဆိုးဆိုးရွားရွားပြဿနာတွေကြုံလာပြီဆိုရင်တော့မှ USR Stephen Pine ဖြစ်တဲ့ Wise to One ကိုသွားရောက်မထိကြိုက်ပဲနဲ့ RLB Token ကနေပြီးတော့ဝင်ရောက်ပြီးတော့ကိရှိမိတာမယ်။ဒါကြောင့်မလို့လဲ RLB Token ဝယ်ယူထားတဲ့ပိုင်ရှင်တွေကအမြတ်ပို့ရရှိတာဖြစ်ပါတယ်။သဘောတရားရှင်းရှင်းလေးပါ သူက risk ပို့ပြီးတော့ယူထားတဲ့အတွက်ကြောင့်မလို့အမြတ်လည်းပို့ရတာဖြစ်ပါတယ်။ဘယ်ကနေပတ်စံနေရမလဲဆိုလို့ရှိရင်တော့ Ethereum staking လို့ funding fee တွေစတာတွေကနေပြီးတော့အမြတ်တွေရရှိတယ်။အဲရရတဲ့ငွေတွေကို RLP token ပိုင်ရှင်တွေကိုပေးမှာဖြစ်ပါတယ်။ project ရေရှည်တည်တဲ့ခိုင်မြဲနိုင်ဖို့အတွက်ဒီစနစ်၃ခုကနေဝင်ငွေရှာဖွေနေတယ်။နံပါတ်၁ကတော့ Bitcoin Ethereum staking နံပါတ်၂ကတော့ future funding fee နဲ့နံပါတ်၃ကတော့ market neutral trading လောက်ပါနေပြီးတော့အပြတ်ဝင်ငွေရရှိပါတယ်။ရရှိလာတဲ့ငွေတွေကိုတော့ USR stable coin ဝယ်ထားတဲ့လူတွေအတွက်တည်ငြိမ်တဲ့ interest ပေးတယ်။ RLB token ဝယ်ထားတဲ့လူတွေအတွက်ပို့ပြီးတော့များပြားတဲ့အတိုးတွေပေးတယ်။နောက်ဆုံးကတော့ resource treasury development ဖွံ့ဖြိုးတိုးတက်ရေး process တွေမှာအဓိကထားပြီးတုံ့နေ။ရှင်းမှပြောသွားခဲ့တဲ့အတိုင်းအကယ်၍သာဈေးကွက်ကျသွားရဲဆိုလို့ရှိရင် market ကို hedge against လုပ်ပြီး trade ရရဲ့အကြောင်းလို့ exchange risk တွေရှိလာနိုင်မလား။ resource project အနေနဲ့သူ့ရဲ့ future contract တွေကို sex မှာရော dex မှာရောနှစ်ဖက်လုံးမှာ ခွဲခြားပြီးတော့ဖျက်ချတာပါတယ်။အကယ်၍တစ်ခုခုတနေရာရာမှာဖြစ်သွားရဆိုလို့ရှိရင်တော့မှကြံတဲ့အခြားတစ်ဖက်ကအလုံးလုံးနိုင်မှာဖြစ်ပါတယ်။ Off chain custody ကိုအသုံးပြုထားတဲ့အတွက်အကယ်၍များ exchange တွေပြိုလဲသွားတယ်ဆိုရင်တော့မှ user တွေရဲ့ fans တွေကလုံးလုံးချုံချုံရှိနေမယ်။ RLB protection layer ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိစ္စတစ်ခုခုကြီးကြီးမားမားဖြစ်ပြီဆိုလို့ရှိရင်တော့ RLB token ပိုင်ရှင်တွေကအရင်ဆုံးထိခိုက်မယ်။ဒါပေမဲ့ကောင်းတဲ့ချက်ကတော့ USR က1:1တည်ငြိမ်စွာရပ်တည်နေတယ်မှာဖြစ်ပါတယ်အခု review လုပ်ပေးသွားခဲ့တဲ့ resort project ကနေပြီးတော့ဘာတွေကျွန်တော်တို့ရလိုက်တယ် crypto အရင်အလိုမျိုး fiat currency american dollar တွေမလိုတော့ဘဲနဲ့ crypto တီးတက် value တန်ဖိုးပေါ်ထုတ်လာနိုင်တယ် btc ethereum တို့အသုံးပြုပြီးတော့ future market တွေမှာ hedge against လုပ်ရင်းနဲ့ဈေးကွက်ကိုတည်ငြိမ်အောင်လို့လှုပ်ဆောင်လာနိုင်တယ်အခုဒီ concept ကပေါက်သွားပြီးတော့ commercialization လုပ်လာနိုင်ပြီဆိုလို့ရှိရင်တော့ဒါဟာ stable coin တွေဖြစ်လာတော့မယ်အနာဂတ်ပုံစံမျိုးပါ။နောက်ဆက်တိုင်းမှာဒီ video က educational purpose only ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် decision ချလို့မယ်ဆိုလို့ရှိရင် DYO ကဒူးရောအောင် research လုပ်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့အတွက်အကြံပြုပါစေ။ video ကြည့်နေတဲ့မိတ်ဆွေတွေကတော့အနာဂတ်မှာ Bitcoin, Ethereum အခြေပြုထားတဲ့ stable coin တွေအသုံးပြုဖို့အတွက်အဆင်ပြေဖြစ်နေပြီလား။ဒီ concept ကရောပေါင်းရအောင်မြင်လာမှာလားဟုတ်ပါမှာဘုရားဆွေးနွေးတော့ရပါ